မှာဖယားတော့ကြောက်တပါဒီဝင်းနေမှာလာဆောင်မဲမဲနနာလို့တနာရကောဝဲပြီးမင်းရမွေးနေမှာတဆန်ဖန်ကိုအပိနာစင်နေကြတဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာမနက်ခင်ပါရှင်ပရိသတ်များအားလုံးအတွက်အမှတ်တရနေ့ဆိုတဲ့အစီအစဉ်ကိုတင်ဆက်ပေးရောမှာဖြစ်ပါရှင်မင်းတို့ရဲ့အစံအဖမ်တဆန်ပရိသတ်များရှင် မတရားနေအစီအစဉ်ရဲ့ဝင်းနေစုတောင်းအစီအစဉ်ကနေပြီးတော့ဒီနေ့ပထမဦးဆုံးအနေနဲ့ဝင်းနေစုတောင်းပြရမယ့်ဝင်းနေရှင်ကတော့သစရန်ဖန်ကမမ်မီမီဆိုးကိုပဲဖြစ်ပါတယ်။သစရန်ဖန်ကမမ်မီမီဆိုးကိုရဲ့ဒီနေ့မှရောင်းရှိလာတဲ့29နှစ်ပြည့်ဝင်းနေအတွက်ကိုတော့မဆုလိုင်ဝင်းမနုနုဆိုးကိုမဟန်သစ္စာမတစင်ထွင်မခင်ပပဆန်မနန်းနုံစီမဆန်းဆန်းမူမယူနနာကျော်ကိုတွင်တင်ဆန်းမဖြစ်ဖြူသိမ့်မမူမမ ကိုသားညီတို့နဲ့အတူတူမကွေးတိုင်းဒေသကြီးစကူးမြို့နယ်မှာနေတဲ့သက်ဆိုင်သူကိုလင်းခန်းစုံကပောင်ရင်စုတောင်းပေးလာပဲဖြစ်ပါရဲ့ရှင်။ဟုတ်ကဲ့ပါရှင်။သက်ဆိုင်သူကမွေးနေ့စုတောင်းစကားလေးနဲ့အတူတူစကားလက်ဆောင်လေးလည်းပြောပြထားပါသေးတယ်။စကားလက်ဆောင်လေးကတော့ Happy Birthday ပါမမကြီး။29နှစ်ပြည့်မွေးနေ့မှာပျော်ရွှင်ပါစေနော်။ ကျမကြီးလေးချူချာတက်တဲ့အမျိုးသမီးလေးမလို့ကျမကြီးကောင်းမွန်ပါစေလို့အလေးနဲ့ထားပြီးဆုတောင်းပေးပါရစေ။ဒီချိန်ကစပြီးနောက်နှစ်ပေါင်းများစွာအထိပျော်ရွှင်ပါစေ။အခုလက်ရှိမှာအနေဝေးပြီးမွေးနေ့မှာအတူရှိမပေးနိုင်တော့ခွန့်လွတ်ပေးပါနော်။နောက်နှစ်ပေါင်းများစွာအထိမောင်းမလျော်သောချစ်တွေနဲ့ချစ်ပေးနိုင်ပါစေ။မောင်းဘွားရဲ့အသက်တက်လေးဖြစ်နေလို့ပါ။ဒီနေ့ကစပြီးအချိန်ကြာလေးပို့လှပါစေဆိုပြီးတော့မွေးနေ့ဆုတောင်းလေးနဲ့အတူစကားလက်ဆောင်လေးပါပေးထားပါပဲဖြစ်ပါရှင်။ ဒီနေ့မှမွေးနေ့ရောက်ရှိလာတဲ့သစရန်ဖန်ကမမ်မီမီဆိုကိုရှင်ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေနော်ဒီနေ့ရဲ့မွေးနေ့ရမျက်လေးကစပြီးတော့နောက်လာမယ့်ဘွားရဲ့နေ့ရက်တွေတိုင်းမှာအောင်မြင်ပျော်ရွှင်မှုတွေနဲ့ပြည့်စုံတဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ပါစေချစ်ခင်ရသူတွေနဲ့ချစ်ချင်းမြတ်တာတွေကိုလည်းစားတတ်တဖို့ရရှိပြီးတော့လှပကောင်းမှုနဲ့အမတ်တရားများစွာကိုဖန်နေနိုင်ပါစေလို့မွေးနေ့ဆုမွန်ကောင်းတောင်းပန်လိုက်ပါရှင် ပရိသတ်များရှင်မတရားနေစီစဉ်ဝင်းနေဆူတောင်းစီစဉ်လေးမှာဒီတစ်ခါမှာထပ်မံပြီးတော့ဆူတောင်းပေးရမယ့်ဝင်းနေရှင်ကတော့ကတာမျိုးမာနေတဲ့ဦးကျော်စိုးရဲ့ဝင်းနေအတွက်ပဲဖြစ်ပါတယ်။ကတာမျိုးမာနေတဲ့ဦးကျော်စိုးရဲ့68နှစ်ပြည့်ဝင်းနေအတွက်ကိုတော့မုံရွာမာနေတဲ့မက်လန်လိုက်နေကနေပြီးတော့ပောင်ရီဆူတောင်းပေးလာပဲဖြစ်ပါရှင်။ ဒီနေ့မှမွေးနေ့ရောက်ရှိလာတဲ့ဦးကျော်ဆိုရှင်ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေနော်။ဒီနေ့ရဲ့မွေးနေ့ရမြကားဆလို့ကောင်းမွန်ခြင်းတွေနဲ့ပြည့်စုံတဲ့နေရက်တွေကိုပိုင်ဆိုင်နိုင်ပါစေ။စိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ့ဘဝရဲ့နေရက်တွေကိုပျော်ရွှင်ချမ်းမြေ့စွာဖြတ်တန်းနိုင်ပါစေလို့မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရှင်။တစီအဖန်ရဲ့ပြည်သက်တွေအားလုံးကိုမတ္တရာနေ့စီစဉ်ရဲ့ချက်ချင်းစီစဉ်ကားနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရှင်။ ဒီနေ့မတရားနေ့စီစဉ်ရဲ့ချက်ချင်းစီစဉ်မှာပေါင်ရလာတဲ့သူတွေကတော့ရန်ကုန်မှာနေတဲ့မတ်တူတူထက်စင်နဲ့မတ်စင်မီမီထုံးတို့ပဲဖြစ်ပါတယ်။သူတို့ကတော့ဒီနေ့မှချစ်သူတတန်းနှစ်နှစ်ပြည့်မြောက်လာတယ်။ရန်ကုန်မှာနေတဲ့ကိုတီဟာမင်းတင်နဲ့မတ်ချစ်စုရွှေတို့အတွက်ကိုပေါင်ရတောင်းဆိုပေးလာပဲဖြစ်ပါတယ်ရှင်။ကိုတီဟာမင်းတင်နဲ့မတ်ချစ်စုရွှေတို့ရဲ့ဒီနေ့မှရောက်ရှိလာတဲ့ချစ်သူတတန်းနှစ်နှစ်ပြည့်မှတင် နောင်လမိတ်ဘွားရဲ့နေရက်တွေများစွာမှာလည်းချစ်ရသူရဲ့လက်ကိုတွေ့နေပျော်ရွှင်ခြင်းနဲ့ပြည့်စုံတဲ့နေရက်တွေကိုပန်းဆိုင်နိုင်ပါစေ။တာယာဖြောင်မျိုးရဲ့ချစ်ခီလန်းလေးကိုတူနှစ်ကိုရှောင်လန်းနိုင်ပါစေလို့ဆုမကောင်းတောင်းပန်လိုက်ပါရှင်။ ကစင်ပရိသတ်များရှင်မတ္တရားနေ့စီစဉ်ကိုတော့ချောအပ်တင်ဆက်ပေးကြရပါဖြစ်ပါတယ်ပရိသတ်ကြီးကမတ္တရားနေ့စီစဉ်ကနေပြီးတော့မွေးနေ့ရှင်နေနဲ့အတူတူ စစ်သူဆောင်တွေမင်္ဂလာစနေမနက်နေ့အားလုံးအတွက်ကိုစုမုံစကားလေးတွေတောင်းပေးခြင်းနေဆိုရင်တော့သစံဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့0933639639ကိုနေ့စဉ်နေ့လယ်တနာရီကနေ့နှစ်နာရီအတွင်းမှာမိမိတောင်းဆိုပေးခြင်းနဲ့နေ့ရက်မတိုင်ခင်၃ရက်ကြိုတင်ပြီးတော့တောင်းဆိုပေးရမှာဖြစ်ပါတယ်။သစံဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့0933639639နဲ့အတူတူသစံဖန်နာထိမန် YouTube Channel မှာလည်းကုမ္ပဏီနဲ့အတူပေါင်ရင်တောင်းဆိုနိုင်ပါတယ်ဆိုတာအသိပေးနေတဲ့ဒီနေ့မတရားနေ့အစီအစဉ်ကနေပရိသတ်တွေအားလုံးကိုနှုတ်ဆက်လိုက်ပါရှင်။